ိုင်းနိုင်ငံလေဆိပ်များတွင် အခမဲ့ Wi-Fi ကို၃နာရီထိအသုံးပြုနိုင်ခြင်းအားလုံးပဲမင်္ဂလာပါဗျာဒီနေ့အများဝေသွားမယ့်အကြောင်းအရာများကတော့တိပိသားသူတွေကြော်သွားပေးပါမတိသေးတဲ့ခီးသွားမိတ်ဆွေများအကြွတ်ဖြစ်ပါတယ်ထိုင်းနိုင်ငံကိုအလဲပတ်သွားရောက်တဲ့အခါငငယ်ချင်းမိဘဆွေမျိုးတွေနဲ့ဆက်သွယ်ခြင်းတဲ့အခါဒါမှမဟုတ်လင်းရင်ပြောင်းစည်းဖို့စမနေတဲ့အခါလေဆိပ်ထဲမှာအင်တာနက်လိုအပ်ချက်အတွက်စိတ်ပူနေစရာမလိုတော့ပါဘူးထိုင်းနိုင်ငံရဲ့အဓိကနိုင်ငံတကာလေဆိပ်ချော့ကူဖြစ်တဲ့ စုဝနဘူမီလေးစိတ် PKK ဒွမ်မူဝမ်းလေးစိတ် DMK GMI လေးစိတ်မာအန်ဖာလွမ်း GNR ဖူခနာဟဲ့ရိုက်တို့မှာ၃နာရီကြာအခမဲ့ Wi-Fi ဝန်ဆောင်မှုပေးထားပါတယ်လေစိတ်ရောက်တာနဲ့အောက်ပါဆင်းတွေအတိုင်းလွယ်လွယ်ကူကူချိတ်ဆက်နိုင်ပါဟဲ့အခမဲ့ Wi-Fi ချိတ်ဆက်နီးနံပါတ်၁အချက်တင်းရဲ့ဖုန်းတက်ဘလက်တာမမဟုတ် laptop ရဲ့ Wi-Fi ကိုဖွင့်ပါ နမနှဲ့ချက်ပေါ်လာတဲ့ Wi-Fi ကွန်ရက်စရင်ထက်ကနေ AOD Free Wi-Fi ပိုင်း ND ကိုရွေးပြီးချိတ်ဆက်ပါနံပါတ်3အချက် browser ဖွင့်လိုက်တာနဲ့ပေါ်လာမဲ့မှတ်ပုံတင်စာမဲ့နာမှာသင်ရဲ့အချက်လက်အချို့ကိုဖြည့်သွင်းပြီးမှတ်ပုံတင်ပါနံပါတ်4အချက်မှတ်ပုံတင်ပြီးသားနဲ့ internet ကို3နာရီကြာအခက်မဲ့စတင်အသုံးပြုလိုက်ပါ ထိုင်းနိုင်ငံလေးစိတ်ကိုရောက်တဲ့အခါအင်တာနက်အတွက်စိတ်ပူစရာမလိုပဲအခက်မဲ့ Wi-Fi ကိုအလွယ်တကူချိတ်ဆက်အသုံးပြုနိုင်ပါတယ်နော်